ဘူးကနန်းလေးတွေတိုက်ဆိုင်နေတဲ့နှစ်လည်းဖြစ်တဲ့ခါကျတော့ကဲဒီနှစ်ကတော့ကျွန်တော်မဖြစ်မနေဘူးဒါကျွန်တော်မင်္ဂလာကိစ္စလေးတွေရအောင်ကောင်းထဲဖော်မယ်ဆိုပြီးတော့အဓိကတော့ငွေကြေးပိုင်းပေါ့လေဘူးကနန်းပြောရင်တော့ဒါငွေကြေးပေါ့ကျွန်တော်တို့လိုအပ်တဲ့ဟိုငွေကြေးပမာဏလေးတခုမရောက်သေးတဲ့ခါကျတော့ကျွန်တော်တို့မှခြေတုံချတုံလေးဖြစ်နေခဲ့ရတဲ့အချိန်လေးရှိတာပေါ့နော်ဘူးကနန်းပြောရရင်ကျွန်တော်တို့နှစ်ယောက်စလုံးကလည်းဘူးကနန်းဆိုရင်ကျွန်တော်သဘောကျကြတယ်ဒါသဘောကျကြတယ်ဆိုတာကအခုကျွန်တော်နှစ်ယောက်ရဲ့ အဲတမီးစာစဖြစ်တာကဒါ9ရက်9လ2000 2000ပေါ့နော်2000ပေါင်းလိုက်လဲ9ပဲပေါ့ဆိုတော့အခုအဲ့ဒီ2000ကနေအခု2025အထိဆိုရင်ဒါအားလုံးပေါင်း16နှစ်ပေါ့နော်ဒီကတော့ဒီသမီးစားတဘာဝဆိုတာဟိုဘယ်လိုပြောမလဲအားနေချက်အားတာချက်တွေရှိရလေကောင်းတာဆိုတာတွေလောကဒဏ်အတက်ကြတွေအများကြီးရင်ဆိုင်ရတယ်တီးခံရတယ်ဒါတွေတော်တော်လေးဟိုတီးခံနိုင်တစ္ဆာရှိနိုင်မှရတာဟိုအဲ့လိုဟိုသူလဲဟိုဟိုအမဘုံမှာတစ္ဆာရှိတယ် ဟိုဟိုကိုမကြိုက်တဲ့အချက်ရလေးကြာရင်တော့ဟိုဟိုညှိနိုင်ရတာပဲပေါ့နော်ကျွန်တော်ဒီ session နဲ့အတွင်းမှာဆိုတာလည်းဒါဟိုရန်ဖြစ်လိုက်ရန်ချစ်လိုက်ဒါပြဿနာပေါင်းများစွာနဲ့ကျွန်တော်လက်ထက်ကွင်ကလွန်ခဲ့တဲ့3နှစ်ကလေးကကျွန်တော်တို့တောင်းထားတာရှိတယ်အဲ့ဒါကိုလည်းကျွန်တော်ဗီဒီယိုရိုက်တာလည်းရှိတယ်အဲ့ဒါလည်းခုနအောင်းလင်းကိုပြောလိုက်အောင်အဲ့ဒီဗီဒီယိုကဘာမှမဟုတ်အောင်းလင်းပဲရိုက်ပြီးလာတာအောင်းလင်းကအဲ့အဲ့ဒီမှာဇက်ဖို့အဲတကယ်တော့မင်္ဂလာသတင်းကတော့ကျွန်တော်တို့ကလွန်ခဲ့တဲ့2နှစ်3နှစ်လောက်ကလေးကဒါကျွန်တော်တို့က စီစဉ်ထားတာလေးရှိတာပေါ့เนาะဒါပေမဲ့အကြောင်းအကြောင်းကြောင့်လေးတွေနဲ့အာပြီးတော့အဓိကတော့ငွေကြီးပိုင်းပေါ့လေဥပဒေပြောရင်တော့ဒါငွေကြီးပေါ့ကျွန်တော်တို့လိုအပ်တဲ့ဟိုငွေကြီးပမာဏလေးတခုမရောက်သေးတဲ့ခါကျတော့ကျွန်တော်တို့မှခြိတုံချတုံလေးဖြစ်နေခဲ့ရတဲ့အချိန်လေးရှိတာပေါ့เนาะဆိုတော့အဲ့လိုကနေမှကဲဒီနှစ်ကတော့ကျွန်တော်တို့ပုံဝင်လင်းပြောရရင်ကျွန်တော်တို့နှစ်ယောက်စလုံးကလည်းကိုးကနန်းဆိုရင်ကျွန်တော်သဘောကျကြတယ်။ဒါသဘောကျကြတယ်ဆိုတာကအခုကျွန်တော်နှစ်ယောက်ရဲ့ အဲသမီးစားစဖြစ်တာကဒါ9ရက်9လ2000 2000ပေါ့နော်2000ခွန်ပေါင်းလိုက်လဲ9ပဲပေါ့ဆိုတော့အခုအဲ့ဒီ2000ခွန်ကနေအခု2025အထိဆိုရင်ဒါအားလုံးပေါင်း18နှစ်ပေါ့နော်18နှစ်ပေါင်းလိုက်လဲဒါတော့ကြာနေအဲ9ပဲပြီးတော့နောက်တစ်ခုက2025ဆိုတော့ပေါင်းလိုက်လဲ9ပဲပေါ့နော်ဆိုတော့ဒါ9ကနန်းလေးတွေတိုက်ဆိုင်နေတဲ့နှစ်လဲဖြစ်တဲ့အခါကျတော့ကဲဒီနှစ်ကတော့ကျွန်တော်မဖြစ်မနေဘူးဒါကျွန်တော်မင်္ဂလာကိစ္စလေးတွေရအောင်ကောင်းထည့်ဖော်မယ်ဆိုပြီးတော့ စိတ်ကူးလေးရလွန်ခဲ့တဲ့နှစ်နှစ်လောက်ကလေးကဒါနောက်ဆုံးတာဂက်ပေါ့လေဒီ2015တော့ငါမဖြစ်မနေမင်္ဂလာကိစ္စတော့ငါတို့နေ့ရောက်မဖြစ်မနေဟိုကောင်းတယ်ပေါ်ကြတော့မယ်ဆိုတဲ့တာဂက်လေးကိုကျွန်တော်ထားခဲ့တာပေါ့နော်ဆိုတော့ကံကောင်းခြင်းတော့လေဒါဒီလိုမျိုးထားတဲ့ရွေချယ်ရှိနေတဲ့အချိန်မှာပဲဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဒါလုပ်ဖို့ဖြစ်လာတဲ့အခါကျတော့ဒီနေ့ကတော့ဒါကျွန်တော်တို့ကံကောင်းခြင်းများစွာသဘောလကောပေါ့နော်အဲ့မှာအလိုပဲပြောမအောင်ဟုတ်ပါတော့ရေးချင်တဲ့နေမှာပဲဒီနေ့ကတော့ဟိုနဲ့အချိုင်းတော့လည်းအားရမင်္ဂလာပွဲလေးပြုတော့ပါ ဟုတ်ကဲ့ဝမ်းသာပါတယ်ဒီကတော့သစ္စာရှိရပေါ့နော်အမအဖို့သစ္စာရှိရဒီကတော့ဒီသမီးစားသမာဝါဆိုတာဟိုဘယ်လိုပြောမလဲအားနေချက်အားတာချက်တွေရှိရလေကောင်းတာဆိုတာတွေလောကဒဏ်အတက်ကြတွေအများကြီးရင်ဆိုင်ရတယ်တီးခံရတယ်ဒါတွေတော်တော်လေးဟိုတီးခံနိုင်သစ္စာရှိနိုင်မှရတာဟိုအဲ့လိုဟိုသူလည်းဟိုဟိုအမဘုမသစ္စာရှိတယ်ဟိုဟိုကိုမကြိုက်တဲ့အချက်ရလေးကြရင်တော့ ဟိုဟိုညှိနှိုင်းရတာပဲပေါ့နော်မငွေလေးတည်းစဘာလို့တော့မမလို့လဲကိုကြီးရဲ့ခါတခါခါ shop ပြန်ထွက်တော့လေးငါးသိန်းပုံနဲ့ဥစ္စာဘိုးဘလင်းလင်းပြောရရင်တော့ကျွန်တော်တို့ဒီ session နဲ့အတွင်းမှာဆိုတာလဲဒါဟိုရန်ဖြစ်လိုက်ရန်ချစ်လိုက်ဒါပြဿနာပေါင်းများစွာနဲ့ ေါ့နော်အကုန်လုံးပြဿနာပေါင်းဆိုတာလဲဒါလူမျိုးရေးစီးပွားရေးစသည်ဖြစ်ပေါ့အကုန်လုံးအဓိကတော့နံပါတ်1ကတော့စီးပွားရေးပေါ့လေစီးပွားရေးဆိုတာဒါကျွန်တော်နှစ်ယောက်ဆိုတာလူပညာလုပ်ငန်းတွေလုံခြုံရာသူတွေဖြစ်တယ်ပြီးတော့ဟိုဘယ်လိုပြောရမလဲလိုတဲ့လိုချင်တဲ့ target ညောင်းမှန်းထားတဲ့ target အထိမရောက်တဲ့ခါကျတော့ငွေချေးပြည့်စုံမှုကလည်းဒါညောင်းမှန်းထားတဲ့ target အထိမရောက်တဲ့ခါကျတော့တခါလေကြာရင်ကတော့ကစားဖြစ်တာရှိတယ်တခါကြာရင်လည်းပြတ်မလို့လို့တွေဖြစ်တာရှိတယ်စိတ်ဆိုးလိုက်ရန်ဖြစ်လိုက်ဟိုကြာဖြစ်တာပေါ့ ကြာဆိုတော့ဘလိုကြတာမဟုတ်ပါဘူးအဲ့လိုပါဆိုတော့ဒီလိုနဲ့ပဲကျွန်တော်တို့ဖြတ်တန်းလာခဲ့တာဒါ session နဲ့တူဒီကတော့မဟုတ်ပါဘူးအနုပညာလှုပ်ချင်သေးရလဲပါပါပေါ့နော်အရင်တော့အပြင်အပြင်မှာ video ကားတွေရိုက်ခဲ့တာပေါ့နောက်မှဟိုကိုနေရာလေးတစ်ခုလေးရကျင်တော့အမဒီဖုန်းနဲ့စာချုပ်ချုပ်ပြီးတော့ဟိုကအနုပညာဆက်လှုပ်ချင်သေးတော့မယူပြတ်သေးရလဲပါတယ်ပြီးတော့ကိုယ့်ရဲ့မိဘကိုလည်းကြည်ချင်သေးရလဲပါတာပေါ့နော်အဲ့လိုမျိုးအကြောင်းလဲနည်းနည်းအဲ့လိုမျိုးဟိုဟိုနားလည်မှုနဲ့ပဲဒီလိုပဲအနုပညာလှုပ်လိုက်ဒီလိုယူဖို့အဲ့လိုမျိုးမရောက်သေးရလဲဖြစ်တာပေါ့နော် ပြီးတော့လူတွေကလည်း session နဲ့ဆိုတော့အာတခုပြောလိုက်ပြီးဆိုတော့အာမျိုးစုံတော့ပြောကြမှာပါပဲအာကျွန်တော်တို့ကတော့ဒါတွေကတော့မမှုတော့ပါဘူးသိရမလား session နဲ့တောင်ကြာပြီးတွဲနေတာဘာဖြစ်တယ်ညာဖြစ်တယ်အာယောက်ျားလေးကတော့ဒီလောက်ထိတွဲနေတာဒါမယူသေးတာတမိုးမထားလို့စသည်ဖြစ်ပေါ်တာမျိုးစုံတော့ပြောကြမှာပဲလေဒါပေမဲ့ကိုယ်တွေနှစ်ယောက်ကြောင်းကိုယ်တွေပဲသိတာပဲလေနော်အဲ့လိုမျိုးပြောနေလို့လည်းဒါကိုကျွန်တော်လိုက်ခံစားနေလို့ဟိုမထူးလာဘူးလေနောက်တစ်ခုကအဲ့ပြောတဲ့သူတွေကလည်းဒီနှစ်ယောက်ရဲ့ဘဝရှိရွယ်ဘာမှလည်းလာပြီးထောက်ကူပြုပေးတာလည်းမဟုတ်တလို့ အာသူတို့ကတော့သူတို့ပါဇက်တွေရှိတာပဲသူတို့ပြောလိုက်တာပဲရှိကောင်းရှိမှာပဲလေဆိုတော့ကျွန်တော်တို့ကအဲ့ဒါကြီးလဲလိုက်ပြီးတော့ကောင်းနဲ့ထဲမနေပဲနဲ့ကျွန်တော်နှစ်ယောက်ကိုဟိုကဖြတ်တန်းမှုအတွက်ကိုပဲကျွန်တော်ဦးစားပေးပြီးတော့ဒါစဉ်းစားဆုံးဖြတ်ခဲ့ရတာရှိတာပေါ့ဆိုတော့အဲဒီလုပ်ငန်းလေးလုပ်ဖြစ်တဲ့ရွယ်ချက်ကလည်းအဲ့လိုပေါ့လေကျွန်တော်ခုနကပြောလို့ပဲဒီဟာအတွက်ကိုကျွန်တော်ရဲ့အနာဂတ်အတွက်ကိုဒါနောက်ထပ်ခြေလှမ်းတစ်ခုအစားပြုခြင်းပါပဲဟုတ်ကဲ့ကိုရဲ့ကိုလာကိုရဲ့ကိုလာပဲပေါ့မုန်းကိုကိုရဲ့ကိုလာကဝါရွေးနေစောင်းလို့ရတယ် မေးမမေးဘူး။ဒီစာပြီးတော့မှတ်သားပါလေပြေစာပြီးသားလို့ဘာလို့ပေးနိုင်လားပြ။နေရာဆက်ပြီးကြလေးမေးပေးပါ။ဟိုနေရာတော့အခုရှာနေတော့ရှာနေတော့ဆိုတာကအာအဲလာတော့မှပဲ surprise လုပ်မယ်လေ။ကြိုပြောရင်ပေါ့သွားမှာပေါ့နော်။နေရာရှာတော့ရက်ကတော့ဟိုမြုံမန်းထားတဲ့ရက်တော့ရွေတာရွေတာပြီးပြီပေါ့လေ။ဒါပေမဲ့အဲရွေတာတဲ့ရက်နဲ့ကိုလိုချင်တဲ့နေရာနဲ့ကတိုက်ညီအောင်ပါဟုတ်။ဆိုတော့ကျွန်တော်နေရာလေးရှာနေတယ်။နေရာလေးရှာနေတယ်မတွေ့သေးဘူးပေါ့လေ။ကျွန်တော်ကတော့ခဏပြောဆိုတော့ ိုဘယ်လိုပြောမလဲဟိုတယ်ကြီးတွေမှာတကယ်ဟိုအကြီးတွေမှာအဲ့လိုမျိုးကြီးလဲကျွန်တော်တို့လည်းဟိုမဆောင်နိုင်ဘူးလေဒါပုဂ္ဂိုလ်ရင်းပြောတော့မဆောင်နိုင်ဆိုတာကအဲ့ဒီမှာကျွန်တော်တို့တုံးလိုက်ပြီးတော့ကျန်တာကျွန်တော်ကအဲ့မှာပတ်စံတွေကုန်ကြသွားပြီးကျန်တဲ့နေရာမှာကျွန်တော်တို့ကြီးပွားလုံးလို့လုံးမဖြစ်ဘူးဆိုတော့ဘာလို့မှလဲတယ်နော်အဲ့တော့ဟိုတင်းတင်းလျှောက်ပတ်တော့တင်းတောင်းတင်းတယ်လေးနဲ့တင်းတင်းလျှောက်ပတ်တော့အင်းကြီးရတော့နေရာမျိုးလေးကိုအခုကျွန်တော်တို့ရှားနေပါတယ်အာတကယ်လို့ အဲရပြီဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါ surprise လုပ်ပါမယ်ကြုံမပြောသေးပါဘူးလကားပါလာမင်းတို့ဒီဒီလာတကယ်ပြိမဲ့ဆိုတခါတည်းအရှိမလာပြောလာကျွန်တော်လက်ထက်ကွင်ရလွန်ခဲ့တဲ့3နှစ်ကလေးကကျွန်တော်တို့တောင်းထားတာရှိတယ်အဲ့ဒါကိုလည်းကျွန်တော်တို့ဗီဒီယိုရိုက်တာလည်းရှိတယ်အဲ့ဒါလည်းခုနအောင်းလင်းကိုမပြောလိုက်အောင်အဲ့ဗီဒီယိုကဘယ်သူမှမဟုတ်အောင်းလင်းပဲရိုက်ပြီးလာတာအောင်းလင်းကအဲ့အဲ့ဒီထဲမှာဇက်ဖို့ ူကကျွန်တော်လက်ထက်ဝင်တောင်းတဲ့ဟာကသူကဇက်ပူပေးနေတယ်မြန်မာကားတွေမှာလည်းနောက်ဆုံးကျရင်ပြောရဲဆိုအဲ့လက်ကိုတွေထဲမှာသူပါတယ်အဲ့တော့သူတော့ခုနကမမေ့တဲ့အဲ့ဗီဒီယိုဘယ်တော့တင်ပါလဲဆိုတော့မေးရအောင်ပါရှိပါပဲရှိပါဘူးရှိပါပဲရှိနေတာဗီဒီယိုကကြည့်ရပြီးစောက်လို့ဆိုတော့သိတဲ့အချိန်မှာသူစောက်တယ်သူတော့သေချာမပြောရသေးဘူးအဲ့ဒါခုန ဟိုတချို့ကြောက်လည်းဈေးဆက်တယ်မင်္ဂလာဆောင်တယ်ပေါ့နော်မင်္ဂလာယူကြရမြန်မာနမိတ်ရအတိတ်နမိတ်ကောင်မင်္ဂလာယူရပေါ့ကိုကကြတော့လာမဲ့ဧည့်သည်တွေကိုကြည်ရတယ်အခုဆိုရင်ပူတယ်ပေါ့နော်ညာသေးဦးတို့ပူတော့အေးအေးဝဝနဲ့ညနေပိုင်းဆောင်ရတာကိုပူစိုက်တယ်လို့ပြောဆိုလာတဲ့သူကလည်း ဟိုမပူတော့ဘူးလေမပူတဲ့အချိန်ဆိုတော့ညနေပိုင်းအေးအေးဆေးဆေးလာရတဲ့နေရာမျိုးအဲ့လိုမျိုးဟောအဲ့ဒါမင်္ဂလာပွဲရောက်ရင်တကပြန်ပူသွားလိမ့်မယ်ညနေပိုင်းဆိုတော့ဟိုပလင်းလေးတွေပါလာတော့အေးအေးအေးလဲဝရတယ်ပေါ့နော်မနဲ့စောကြီးဆိုအေးအေးလဲမဝအောင်ပူပူလောင်လောင်နဲ့ပြင်ဆင်လာရတယ်ပေါ့ဆိုတော့ကိုကညနေပိုင်းဆောင်ရတာစိုက်တယ်ပေါ့လေအဲ့လိုပုံစံမျိုးလေးစိုက်တယ်ပေါ့ပြောတာပေါ့ ကျိုးတော့မပြောသေးပါဘူးเนาะလာမပဲ surprise ပေါ့ညီနေတော့မှာခန်းသားကတော့မိန်းကလေးတိုင်းကြိုက်တာပေါ့เนาะအဓိကတော့ဟိုလာမဲ့ဧည့်သည်ဘိုင်းွားစီခြင်းနဲ့ကောင်းကောင်းမွန်မွန်လေးချွေးမွေးပြီးတော့အဲ့လိုလေးဖြစ်စေခြင်းလဲကောင်းကောင်းမွန်မွန်လေးပေါ့တင်းတင်းလျောက်ပတ်ပြီးတော့ကျွန်တော်ကကိုကိုကြိုက်တဲ့သူတွေဆိုတော့ကိုကိုကလည်းကြိုက်တဲ့သူဆိုတော့ဒါဒီနှစ်ကအကုန်လုံးနဲ့တိုက်ဆိုင်တဲ့နှစ်လည်းဖြစ်တဲ့အခါကျတော့ အဲအဲ့ဒါကြောင့်လည်းပါမလားတော့မသိဘူးဗောလေဒါအခုဒီလုပ်ငန်းလုပ်ဖို့အတွက်လည်းဖြစ်လာတယ်ပြီးတော့အခုကျွန်တော်တို့ဒီလုပ်ငန်းတီစီရချန်နံပါတ်ကလည်းကိုလမ်းနံပါတ်ကလည်းအာတော့ကလမ်းဆိုတာပေါင်းရင်းက6ပေါ့နော်ဆိုတော့အကုန်လုံးကကျွန်တော်ကိုကန်းနေရလာပြီးတော့စုပြုံပြီးတိုက်ဆိုင်နေတယ်ဆိုတဲ့အခါကျတော့ဒါတကယ်ကံကောင်းတဲ့နှစ်ပဲလို့ကျွန်တော်ထင်ပါတယ်ဟုတ်ကျွန်တော်တို့လုပ်ငန်းတွေပဲဒါထွက်ရမှာပေါ့စဉ်းစားထားစဉ်းစားထားလိုက်မယ် တော်အမလီမလုပ်ပါအဲတခါလည်းမွေးမရမှာကိုရောက်သူ့ရဲ့မွေးကလည်းမွေးမရမွေးမရသူကသူကခုရကိုဝင်ဆောင်တယ်ဒီမှာဆောင်တာသူမွေးရမှာဒီနေ့ဒါရွှေငွေအင်ချမ်းမြေဝန်ဆောင်မှုလုပ်ငန်းနဲ့ကျွန်တော်တို့4 and 4 travel and to အာဒါလုပ်ငန်းတစ်ခုပေါ့နော်လုပ်ငန်းတစ်ခုရဲ့ဒါမိတ်ဆက်ပွဲလေး ဖွင့်ပွဲလေးမှာအခုကျွန်တော်တို့တက်ရောက်လာပြီးတဲ့ကျွန်တော်ချစ်ခင်သောကျွန်တော်တို့ရဲ့အမှုပညာရှင်တွေပညာရှင်တွေနောက်တခြားသောလုပ်ငန်းရှင်တွေမိတ်ဆွေတွေအပေါင်းအသင်းတွေစသဖြင့်ပေါ့အားလုံးအားလုံးအားလုံးတူတူတယောက်ချင်းမကြံတကယ်ကျေးဇူးအများကြီးတင်ပါတယ်လို့ဟိုကျွန်တော်ဘက်ကတော့တူတူတယောက်ဟိုကျွန်တော်ဘက်ကတော့တယောက်တည်းဟိုအဲ့ခံရသလိုဖြစ်သွားတဲ့အခါကျတော့အဲ့ဝမကြည်ပွန်းတာတွေဟိုလေဟင်းလိုဖြစ်သွားရင်ကျွန်တော်နားလည်ပေးပါနားလည်ပေးပါလို့ညွှန်လဲတောင်းပန်ပါတယ်လို့အဲ့တော့ဟိုရှင်းဆက်ပြီးတော့လဲ အဲကျွန်တော်တို့ရဲ့ဒီလုပ်ငန်းလေးမှာယုံကြည်စိတ်ချစွာနဲ့လာပြီးတော့လာရောက်ဆက်သွယ်မေးမြန်းအနှံ့နိုင်ပါတယ်လို့